ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့စောင်းပါတဲ့ဘုတ်ကတော့ဝင်းမင်းထွန်းရေးသားတဲ့အကျန်းဖက်စစ်ကောင်စီလော်ဘီလိုပညာရှင်လော်ဆိုတဲ့စောင်းပါတဲ့ဘုတ်ပဲဖြစ်ပါတယ်လူဖွဲ့စည်းမှနေပယ်အတီးတီးပညာရှင်များလိုအပ်တာအမှန်ပဲဖြစ်ပါတယ်အတက်ပညာနေပယ်တွင်သာမကနိုင်ငံရေးနေပယ်တွင်မှလည်းပညာရှင်စုဒီမှာ လိုအပ်တည်တာဖြစ်ပါတယ် ထိုပညာရှင်ဆိုသူများဟာအမှားအမှန်ဆိုးကောင်းကိုအခြေခံ အားဖြင့်ပိုင်းခြားစိတ်ဖြာသုံးသပ်နိုင်မှာမှရှင်းလင်းစွာကြည်မြင်သုံးသပ်နိုင်မှာမှပညာရှင်လို့ခေါ်ဆိုနိုင်မှာဖြစ်ပါလေထို့သောပညာရှင်များသည်သာလူအဖွဲ့အစည်းကိုကောင်းစွာလမ်းညွှန်နိုင်တဲ့ကဲ့သို့ကောင်းစွာလှုပ်ကြွေးပြုတ်နိုင်သူများလည်းဖြစ်ပါလိမ့်မယ် ို့သောပညာရှင်ဆိုသူတိုင်းဟာလည်းဤသို့မှန်ကန်စွာသုံးသပ်နိုင်ခြင်းရှိကြသည်မဟုတ်ပါဘူးအမှန်တရားနဲ့ဆန့်ကျင်ပြီးမိမိကိုယ်ကျိုးအတွက်မိမိထိခိုက်နစ်နာမှာကိုစိုးရင်၍လိန်လေလှည့်ပြားဖို့ဝန်မလီတဲ့ပညာရှင်များလည်းရှိပါတယ်သူကတူတော့ပညာရှင်များပညာဓာတ်များဟာလူလူကိုကြောခိုင်းဖောက်ပြန်မှာကပုံမူဆိုးွားပြီးတာမန်လူများထက် ပုံမူလိန်လေလှဲ့ပြားတတ်တယ်ဆိုတာကိုပုံမူကောက်ကျစ်တတ်တယ်ဆိုတာကိုတမိုင်းမှာအချိန်ချင်းကြုံခဲ့ရပြီးဖြစ်ပါတယ်။သူဖျားမိမိတို့လူအဖွဲ့စည်းအတွက်တကယ်တမ်းလိုအပ်တဲ့ပြည်သူလူထုအားတကယ်တမ်းမျက်နာမူတဲ့အမှန်တရားဘက်ကပြက်ပြက်သားသားရက်တည်တဲ့ပညာရှင်ဟုတ် မဟုတ်ဆိုသည်ကိုလက်တွေ့၎င်းတို့ရဲ့လှုပ်ဆောင်ချက်ပေါ်ကသာသုံးသပ်ရပါလိမ့်မယ်။ ယနေ့ခေတ်ကာလမှာပညာရှင်ဆိုသူများအားတိုင်းနိုင်ငံဖွဲ့စည်းပြီးလူတိများကြရာမြန်မာပြည်မှာလည်းအမျိုးသားရင်ကြားစေရေးကာလလို့ဆိုတဲ့2021ခုနှစ်ခန့်ကစပြီးတင့်တန့်ဆိုသည်နဲ့ယဉ်ပါခဲ့ကြပါတယ်စစ်ကောင်စီအာဏာရပြီးများမကြာခင်အကြံပေးအဖွဲ့ဆိုသည်ကို ပါရဂူဘွဲ့ရအနောက်တိုင်းပညာတတ်အချို့ကိုထဲ့သွင်းဖွဲ့စည်းထားတာကိုတွေ့ရပါတယ် အကြမ်းဖက်စစ်တပ်အာဏာသိမ်းဒီကိုမြန်မာလူထုကပြက်ပြက်သားသားစန့်ကျင်နေတဲ့ကာလမှာအကြမ်းဖက်တပ်ဖက်ကရက်တီတဲ့အကြမ်းပေးဆိုသူများဟာမိမြပညာတက်၍မိသည့်ပါရဂူဘွဲ့ရသည် ဖြစ်ပါစေပြည်သူအတွက်ရောတိုင်းပြည်အတွက်ပါတန်ဖိုးမရှိကြသူများဖြစ်ကြပြီးအကြမ်းဖက်စစ်ကောင်စီရန်နေရာလေပတ်နိုင်ရေးအတွက်အစိတ်အပိုင်းများသာ ဖြစ်ကြပါလေ။ လူလူကခါခါတီးတီးစန့်ကျင်ကြတာကို တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။အကျံဘက်စစ်ကောင်စီရဲ့အကျံပင်းများဟာပြည်တွင်းရောပြည်ပမှာပါထိုးပေါက်တိုးမပေါက်ခဲ့ကြပါဘူး။လူလူရဲ့အတိမတ်ပြုတ်မှုမခံရဘဲလူရလဲအသွင်းမခံကြရပါဘူး။ 2025ခုနှစ်မတ်လတည်းမှာမြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မြန်မာ Narrative Think Tank MNTD ဆိုတဲ့ပညာရှင် အမေရိကန်ဖွဲ့တစ်ခုပေါ်ထွက်လာတာကိုတွေ့ရပါတယ်။အဲ့ဒီအဖွဲ့ကို2025ခုနှစ်ဇန်နဝါရီ14ရက်နေ့ကဖွဲ့စည်းခဲ့တယ်လို့သိရပြီးမတ်လ21ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့2025အလွန်ဘဟုဝင်ယူကဘာမှာ မြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုနဲ့အခွင့်အလမ်းများတုံးသက်ဆွေးနွေးပွဲ Forum on Myanmar Beyond 2025 Challenges and Opportunities in the Multipolar World မှာထူဖွဲ့ကိုပွဲထုတ်လာကြောင်းတွေ့ရပါတယ်။ထူဖိုရမ်မှာစစ်ကောင်စီဥက္ကဋ္ဌအကြံဖက်သမားမင်းအောင်လှိုင်ကအဖွင့်မိန်ခွန်းပြောပြီးပြည်ပနိုင်ငံတချို့ကဖိတ်ကြားထားသူအချို့ စစ်ကောင်စီအကြံပေးအချို့ပါတက်ရောက်ခဲ့တာတွေ့ရပါတယ်။အစိုးရ MNTT ဆိုဒီကိုရခင်ဦးသိန်းစိန်ခစ်မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန MPC စစ်တမဖွဲ့စည်းထားတဲ့တင်နဂမဟာဗျူဟာလေ့လာရေးအဖွဲ့နိုင်ငံရေးဝန်ကြီးဌာနမှဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံမဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးအဖွဲ့ MISIS နဲ့ သူတေသနာအဖွဲ့အနေနဲ့လှုပ်ဖူးကင်ဘူးလှုပ်တဲ့ကင်တဲ့ရှိသူ အချို့နဲ့ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။သို့သောအဆိုပါတင့်တန့်ခေါ်ပညာရှင်အဖွဲ့ဟာလွတ်လပ်တဲ့ပညာရှင်အဖွဲ့တော်မဟုတ်ပါဘူး။အကြံဘတ်စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနလက်အောက်ခံအဖြစ်ဖွဲ့စည်းထားခြင်းဖြစ်ပြီးအကြံဘတ်စစ်ကောင်စီ ရန်ရရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ တို့ဖျားအချမ်းဘတ်စစ်ကောင်စီရဲ့မူဝါဒများကို တနည်းတဖုံ အကောင်ထည်ဖော်ဖို့ဖွဲ့စည်းခဲ့တဲ့အဖွဲ့လို့ဆိုရမှာဖြစ်ပါတယ်။ပြည်တွင်းရောပြည်ပတွင်ပါတိုးမပေါက်ဖြစ်နေတဲ့အချမ်းဘတ်စစ်ကောင်စီရဲ့အကြံပေးပညာရှင်ဆိုသူများကိုအားဖြည့်လိုက်ခြင်းဟုဆိုလျင်မှမားပါဘူး။သို့တော့ MNDDR ၎င်းတို့မူဝါဒကိုထုတ်ပြန်ရမှာတော့ ပြည်တွင်းရောပြည်ပပါဖန်ဆာနိုင်မယ်လို့ယူဆတဲ့စံပြသောနိုင်ငံရေးစကလုံးများသုံးစွဲထားတာကိုတွေ့ရပါတယ်။ MNDD ရဲ့ရည်ရွယ်ချက်ကိုဖော်ပြရာမှာပြည်တွင်းဒေသတွင်းနဲ့နိုင်ငံတကာမှာမြန်မာပြည်ရဲ့အမြင်များကိုထုတ်ဖော်ပြတာရင်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကွဲပြားသောအမြင်နဲ့သဘောထားကိုအတိမတ်ပြုတဲ့ပြည်တနာဖြည့်ရှင်ရေးချီးကပ်မှုကိုအားပေးရန်မြန်မာပြည်ချင်း မြန်မာပြည်ငင်းငန်းရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသူများအားပံ့ပိုးရန်လို့ဖော်ပြထားပါတယ်။ရခင်စစ်ကောင်စီအကြံပေးပညာရှင်ဆိုသူများအားပြည်ချာရေးဝန်ကြီးဌာနလက်အောက်ခံ MNDD ဆိုသူကိုဖွဲ့စည်းအားဖြည့်ပြီးနေပြည်တော်တွင်ဖိုရမ်တစ်ခုပြုလုပ်ခြင်းပြည်ပမှပညာရှင်ဆိုသူအချို့ကိုပါဖိတ်ကြားခြင်းလင်းမြန်စွာ ပြောင်းလဲနေတဲ့ဘ ഹു ဝင်ယူကဘာကြီးမှာမြန်မာနိုင်ငံရဲ့စိန်ခေါ်မှုနဲ့အခွင့်အလမ်းများ စတဲ့သကလုံးအစ်စ်အစမ်းများနဲ့ဖန်းစားဖို့ကြိုးစားခြင်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုတိုင်အစိုးရဖူရန်တို့တက်ရောက်စကားပြောခြင်းတို့ဟာအစောဆုံး2025အကုန်မှာပြုတ်လုံမဲ့ရွေးကောက်ပွဲအတွက်ရည်ရွယ်တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့နိုင်ငံရေးခြေလှမ်းဖြစ်တယ်ဆိုတာကိုရှင်းလင်းစွာ တွေ့ရပါတယ် ပညာရှင်ဆိုသည်မှာအမှန်တရားအတွက်မှန်မှန်ကန်ကန်ယက်တီပြောဆိုနိုင်ရင်လိုပါတယ်။ဒသနာပညာရှင်ဆိုကရစ်တီကဲ့သို့အမှန်တရားအတွက်အစိတ်ခွတောက်သေးတဲ့တက်တီမျိုးမရှိလျင်ပင် အမှန်တရားအတွက်ပြောရဲဆိုရဲရှိဖို့လိုပါတယ်။ပြည်သူလူထုအတွက်တိုင်းပြည်အတွက်အမှန်တရားကိုယိုယိုသားသားမှန်မှန်ကန်ကန်ကြည့်မြင်ပြီးရဲရဲရင်ရင် ပြောဆိုနိုင်သူတော့ဖြစ်ဖို့လိုပါတယ်။ အမှန်တရားဘက်ကပြည်သူလူထုဘက်ကမရက်တီတဲ့ဘဲပညာရှင်မဆိုလူထုကထောက်ခံကြမှာမဟုတ်ပါဘူးလက်ရှိတင့်တန့်ဖွဲ့ထားတဲ့ပညာရှင်ဆိုသူများဟာလေလွတ်လပ်တဲ့အဖွဲ့အစည်းမဟုတ်ပဲအကျန်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံအဖွဲ့အစည်းဖြစ်လို့မြန်မာပြည်နိုင်ငံကြီးငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့အမှန်တိုင်းကြည်မြင်သုံးသပ်ချီးကပ်မှုရှိမရှိစောကြောဖို့အလွန်လိုအပ်ပါလိမ့်မယ် ို့တော်လဲကျမ်းပဲစစ်ကောင်စီဖွဲ့စည်းထားတဲ့အကြံပေးဆိုသည်များကအစမြို့ပေါ်တွင်ကြံရှိနေတဲ့တက်ကြွလှုပ်ရှားအချို့မှာကျမ်းပဲစစ်ကောင်စီကစန့်ကျင်တဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်များကိုဝေဖန်ရန် လက်တွန်ကြတော်လဲအကျံဖတ်စစ်တပ်အားဝေဖန်ပြောဆိုသူကိုမတွေ့ရသလောက်ဖြစ်ပါတယ်။လက်ရှိမြန်မာပြည်ချင်းနေ2021ခုနှစ်အကျံဖတ်စစ်တပ်အားနာတိန်ချင်းကြောင့်ဖြစ်လာခြင်းဖြစ်ပါတယ်။ ဂျမ်ပါစစ်တပ်အာဏာသိမ်းမှုမရှိပါကလက်ရှိအခြေအနေဖြစ်ပေါ်လာနိုင်ခြင်းမရှိပါဘူး။သို့ဖြစ်ရာ MNDT ဟာအကြမ်းဖက်စစ်တပ်နဲ့ပတ်သက်၍လက်ရှိအခြေအနေနဲ့ပတ်သက်လို့တိတိကျကျရှင်းရှင်းလင်းလင်းသုံးသပ်နိုင်ခြင်း ရှိမကြည့်ရှိမရှိကအရေးကြီးဆုံးချက်ဖြစ်ပါလေ။လက်ရှိအချိန်မှာကဘာကြီးဘ ഹു ဝင်ယူဖြစ်သည် ဖြစ်စေ မဖြစ်သည်ဖြစ်စေအကြမ်းဖက်စစ်ကောင်စီကိုဆက်ဆံနေတဲ့အစိုးရဟာ တရုတ်နဲ့ရုရှားသာရှိပြီးတော့ဤအခြေအနေကို ပြောင်းလဲရန်မှာကဘာကြီးနဲ့မဆိုင်ဘဲမြန်မာပြည်တွင်းရင်းနဲ့သာဆိုင်လှပါလေပထမချက်မှာစစ်တပ်ဟာတိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းထားနိုင်မှု မရှိခြင်းနေဆက်ဒေသအများစုကိုထိန်းချုပ်ထားနိုင်မှုမရှိခြင်းများကြောင့်ဖြစ်ပါလေမြန်မာပြည်တွင်မိသည့်အစိုးရမျိုးတက်သည်ဖြစ်စေတရုတ်နဲ့ရုရှားကစီးပွားရေးအရဆက်ဆံမိတာဖြစ်ပါလေတရုတ်အိန္ဒိယထိုင်း ဘင်္ဂလားဒေ့ရှ်လာအိုစတဲ့အိနီးချင်းနိုင်ငံများက နေဆက်ကုံတွေကြီးပြုလုပ်မိတာဖြစ်ပါတယ်။လက်ရှိတရုတ်ယင်းဤမြုပ်နှံမှုများရက်တန့်နေခြင်းနေဆက်ကုံတွေကြီးအများစုရက်တန့်နေခြင်းများဟာစီးပွားရေးပိတ်ဆို့မှုနဲ့မဆိုင်တဲ့ကဲ့သို့ထိုနိုင်ငံများကမြန်မာနိုင်ငံနဲ့သို့မဟုတ်အကြမ်းဖက်စစ်ကောင်စီနဲ့မဆက်ဆံခြင်း၍မဟုတ်ပါဘူး။အဓိကပြဿနာကမြန်မာပြည်အား ကျမ်းဖတ်စစ်ကောင်စီကတည်ငြိမ်အောင်ထိမ့်ချုပ်နိုင်ခြင်းမရှိလို့ဖြစ်ပါတယ်။မြမပြည်ကိုတည်ငြိမ်အောင်ထိမ့်ချုပ်နိုင်ခြင်းမရှိလို့ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု၊နေဆက်ကုံသွယ်မှုလျှက်စစ်စွန့်ရင်လောင်စာစတဲ့ပြဿနာပေါင်းစုံကြုံနေရပြီးတိုင်းပြည်ပွင့်ပြူးတိုးတက်ရန်မဖြစ်နိုင်ပါဘူး။ပညာရှင်ဆိုသူတက်ကြွလှုပ်ရှားသူအချို့ဟာအကျန်းဖတ်စစ်ကောင်စီအာဏာသိမ်းပြီး၄နှစ် ကြာမြင့်ခဲ့ပြီဖြစ်တော်လဲနူးတော်လည်းအင်အားစုများက တပြည်လုံးအာနာရယူနိုင်ခြင်းမရှိရယူနိုင်ရင်လည်းအလန့်ဝေးတယ်လို့ကြဲကြဲလောင်လောင်ပြောဆိုနေကြတဲ့အတိုင်းအကျန်းဖတ်စစ်တပ်ကတိုင်းပြည်ရဲ့အများစု နေဆက်ဒေသအများစုကိုထိန်းချုပ်နိုင်မှု မရှိတော့ခြင်းတိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်မှု မရှိတော့ခြင်းတို့ကို ပုံပွင့်လင်းလင်းထောက်ပြရန်ပြက်ကွက်နေကြပါလေဒုတိယအချက်ကတော့ အကြံပတ်စစ်တပ်အာဏာသိမ်းပြီး၄နှစ်တာကာလအတွင်းပြည်တွင်းစစ်ကျေပြန့်လာပြီးပြည်ပကျူးကျော်စစ်ကဲ့သို့လေကြောင်းတိုက်ခိုက်မှုနေ့စဉ်မပြတ်ပြုလုပ်နေတဲ့အခြေအနေကိုကြုံနေရတဲ့မြန်မာပြည်ဟာစစ်စရိတ်နဲ့ပြည်နေပြီးဖွံ့ဖြိုးတိုးတက်ဖို့မဖြစ်နိုင်ပါဘူး။ဤသို့သော အခြေအနေမှာစစ်ပွဲရရန်လိုပါတယ်၊ငြိမ်းချမ်းရေးရရန်လိုပါတယ်ဆိုတဲ့ငင်းခုန်ရန်မလိုတဲ့အချက်ဆိုနိုင်ပါတယ်။ သို့တော့မိတို့ငိမ့်ညာရေးရယူမင်းနီးဆိုတဲ့အချက်ကမူမတူကွဲပြားလာပါတယ်လက်ရှိမှာအကျန်းဖတ်တက်ဟာမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF များကိုအကျန်းဖတ်အဖို့ဖြစ်ကြီးညာထားပြီးလက်နက်ချရမယ်လို့ဆိုထားပါတယ်ဆွေးနွေးခြင်းမပြုလို့ဆိုထားပါတယ်ဤအချက်နဲ့ပတ်သက်လို့ပညာရှင်ဆိုသူများမိတို့ချီးကပ်တုံ့တက်မင်းနီး ပီရက်များကသွေးကြွေးမှာဆွေးနွေးစရာ မရှိဆိုတဲ့အချက်အားနိုင်ငံရေးပိတ်မိနေတယ်လို့ကြဲကြဲလောင်လောင်ပြောဆိုထောက်ပြခဲ့ကြတော့လေအကျန်းဖတ်တက်က NUG ပီရက်တို့နဲ့မဆွေးနွေးလက်နဲ့ချရမယ်ဆိုတဲ့အချက်အားမှားယွင်းသည် NUG ပီရက်တို့နဲ့ဆွေးနွေးရန်လိုအပ်တယ်လို့ဘဲပညာရှင်ဆိုသူများက ပြောဆိုထောက်ပြတာကိုမတွေ့ကြရတယ်လို့တွေ့လဲမတွေ့ဘူးပါဘူး ယခုတင့်တန့်ဆိုဒီကရော ထောက်ပြရဲပါမိလို့2025ခုနှစ်မှာအာရခတက်တော် EE တောင်မျိုးသားလူမျိုးရေးတက်မတော် TNL မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA ၃ဘွယ်အားလက်နက်ဆွံ့ရမယ် အပြစ်ခတ်ရစဲရေးစာချုပ် NCA လက်မှတ်ထိုးခွင့်မပြုနိုင်လို့ဆိုခဲ့တဲ့အကြမ်းဖက်တပ်ဟာယခုမိသည့် အခြေကိုစိုက်နေသည်ကိုအားလုံးအသိပဲဖြစ်ပါတယ်။လက်ရှိ PDF နဲ့ညူတော်လန်ရေးအင်အားစုများ တိမ့်ချီရှိနေပြီဖြစ်တဲ့ပြင်လက်နက်တပ်ဆင်မှုမှလည်းတောင်းကနန်းရှိပြီဖြစ်ပါတယ်။တိုင်းနာလက်နက်ကိုင်းတပ်ဖွဲ့များဟာလည်း၎င်းတို့အောင်မြင်မှုအတွက် နွေဦးအင်အားစုများနဲ့ပူးပေါင်းထားရမယ်ဆိုတာကိုကောင်းစွာသဘောပေါက်ပြီးလက်တွေလည်းပူးပေါင်းနေကြပါလေ။ PDN နဲ့နွေဦးတော်လန်ရေးအင်အားစုများကိုအချိန်တိုအတွင်းခြေမုံနိုင်မယ်လို့ထင်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီဟာလက်တွေမှာပြောင်းပြန်ရလက်ကိုကြုံနေရပြီဖြစ်ပါလေ။ PDN နဲ့နွေဦးတော်လန်ရေးအင်အားစုများဟာအချိန်တိုအတွင်းမြို့အချို့စခန်းချို့ကို ထိန်းသားနိုင်တဲ့အပြင် 2024-25အတွင်းစစ်ကြောင်းလိုက်ချင်းမုံကြီးတိုက်ပွဲများကိုအောင်မြင်စွာတိုက်ခိုက်လာနိုင်တာကို တွေ့မြင်နိုင်ပါတယ်။ရခိုင်ခါများကလက်နက်ကင်ပုံကံမှု မဖြစ်နိုင်လို့မှတ်ယူထားတဲ့နေရာများပြားမှာလက်နက်ကင် တိုက်ပွဲများဖြစ်နေတာကိုတွေ့နိုင်ပါတယ်။ တို့ပြရလက်ရှိကာလမှာ PDF များရဲ့အခြေအနေကိုမှန်မှန်ကန်ကန်မြင်ပြီးဆွေးနွေးမှသာမြန်မာပြည်တွင်းစစ်ပြဿနာမြန်မာပြည်ရဲ့တော်လှန်ရေးကိုဖြေရှင်းနိုင်လိမ့်မယ်ဆိုတာကိုပညာရှင်ဆိုသူများယခုထိတိုင်ထောက်ပြတာကိုမတွေ့ရပါဘူး PDF နဲ့ညူတော်လှန်ရေးအင်အားစုများအားလက်နက်ချခိုင်းနေတဲ့အကြမ်းဖက်တပ်ရဲ့သဘောထားလက်တွေ့ မဖြစ်နိုင်ပဲမြောက်ပိုင်းသုံးဘွဲ့နဲ့ရင်ဆိုင်ရတဲ့ကံကြမ္မာမျိုးသာကြုံရလိုက်မယ်လို့ထောက်ပြရတဲ့ပညာရှင်ယခုတိုင်မတွေ့ရသေးပါဘူးတတရချက်ကနှူးအင်အားစုများအနေနဲ့သွေးကြွေးမှာဆွေးနွေးစရာမရှိဆိုပြီးနိုင်ငံရေးရပိတ်မိမိနေတယ်လို့ဆိုနေကြတော့လေဒေါန်ဆန်းစုကြည်ကမတရားဖမ်းဆီးပြီးနောက်မိသူနဲ့မှတွေးခွင့်မပေးဘဲတရားမဲ့တရားလက်လွတ်ပိတ်လောင်ထားတဲ့ အကျန်းဖတ်စစ်ကောင်စီရဲ့လုပ်ရဟာနိုင်ငံရေးအရပိတ်မိနေကြောင်းအမျိုးသားရင်ကြားစစ်ရေးကိုရောလက်ရှိပြိပခအားညှိနှိုင်းဖြည့်ရှင်းရန်လမ်းကြောင်းကိုပါပိတ်မိနေတဲ့အပြင်အပြုတ်တိုက်ရေးကိုဥတီနေကြောင်းမိတိပညာရှင်မှအကျန်းဖတ်စစ်တပ်အားပွန်လွင်းစွာ ထောက်ပြတာကို မတွေ့ရပါဘူးယခု MNDD ဆိုတဲ့ပညာရှင်ဆိုသူများကရော ထောက်ပြပြောဆိုရဲပါမည်လို့ စရုပ်ထအချက်ကရခင်ကဝပြည်တွေးဆညွညွရေးတက်မတော် UWSC နဲ့အမျိုးသားဒီမိုကရက်တစ်မာမိတ်အဖွဲ့ MND MDAA တို့ဟာထိမ့်ချုပ်နယ်မြေများရှိရာမှာယခုခါတိုင်းရင်းသားအဖွဲ့များစွာ ထိမ့်ချုပ်နယ်မြေရှိနေတဲ့အခြေအနေမှာအကြမ်းဖက်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA ကိုစုပ်ကိုင်ဖြေရှင်းနေပါကမရသည်ကို MNDD အပါအဝင်မိသည့်ပညာရှင်များက ထောက်ပြ ြောဆိုရဲတဲ့ဆိုတာကိုစိတ်မဝင်စားဘဲဖြစ်ပါတယ်။လက်တွေမှာစစ်တဲ့အထက်ပါအချက်များကိုမပြောင်းနေပါကအပြုတ်တက်ရေးတာဖြစ်ပြီးမြန်မာပြည်မှာစစ်ရှိန်ဆန့်မြင့်မိတာဖြစ်ပါတယ်။ MNDD ဟာလည်းထိုအချက်များကိုထောက်ပြပြောဆိုခြင်းမပြုပါကမြန်မာရေးနဲ့ပတ်သက်လို့အခြေအနေမှန်ကိုသုံးသပ်ပြတဲ့ပညာရှင်အဖွဲ့အစည်းမဖြစ်တော့ဘဲပြည်တွင်းပြည်ပမှာအကြမ်းဖက်စစ်ကောင်စီရဲ့မူဝါဒကို နိုင်ငံရေးစကားလုံးအလှအများနဲ့တစားစင်ကလော်ဘီလုပ်တဲ့အဖွဲ့တစ်ခုတည်းပုံမှန်မဟုတ်ပါဘူးကျမ်းပတ်စစ်ကောင်စီကပြည်ညာရေးဝန်ကြီးဌာနအောက်မှာ MNDD ကဲ့သို့တင့်တန့်တစ်ခုဖွဲ့ခြင်းဟာအကျမ်းပတ်စစ်ကောင်စီက၎င်းတို့ရဲ့နိုင်ငံရေးရည်ရွယ်ချက်ကိုအကောင့်ထဲဖော်ရင်သာဖြစ်ပါလေတီးကြစွာပြောရရင်ကျမ်းပတ်စစ်ကောင်စီကယခုပြုလုပ်ဖို့ရည်ရွယ်နေတဲ့ရွေးကောက်ပွဲအားနိုင်ငံရေးစကလုံးအလှအများနဲ့လော်ဘီလုပ်ဖို့ MNTDR ပွဲထုတ်လာခြင်းဖြစ်ပါတယ်ထူယူရဲ့ချက်နဲ့ဖွဲ့စည်းထားတဲ့တင့်တန့်အဖွဲ့ MNTDR နိုင်ငံရေးဝေါ်ဝါဒတွေကိုလှိုင်းလှိုင်းသုံးတတ်တဲ့အဆင့်မြင့် lobby အဖွဲ့တစ်ခုထက်ပိုမှာမဟုတ်ပါဘူးပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်